အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမဖတ်ပြမှာတော့စာရေးဆရာမခင်ခင်ထူးရဲ့ဤထွေးနဲ့ရဲ့ရေကြခြင်းအမှုပညာဆိုတဲ့ဝိထုတူလေးနှစ်ပုဒ်ဖြစ်ပါတယ်ရှင်ဤထွေးငါမြီးကလေးဖုံးကြီးပါစေတက်ရှိပါစေပညာတွေတက်ပါစေလူတလုံးသူတလုံးဘဝနဲ့အများအကျိုးဆောင်ရွက်နိုင်ပါစေတော့အမေက ကျမသမီးလေးကောင်းကိုကင်ညာစုတွေပေးနေသည်အမေကမြီးတွေကိုစုပေးလျင်ခေါင်းကလေးကိုကင်ညာပေးနေကြကျမသမီးဖွေးဖွေးကမြီးထွေးဆုံးဆိုတော့အမေအိုကြီးအွန်မအရွယ်ရောက်ကမှထိတွေ့ရသောမြီးဟုဆိုရပါမည်ဒီကြားထဲကျမတို့ကမန်းလေးမျိုးတင်မှနေကြတာဆိုတော့မြီးနဲ့ဖွားရင်တလားတစ်ခေါက်တွေ့ဖို့ပင်အနိုင်နိုင်အမေကကျမတို့အိမ်ကိုမရောက်လာနိုင်တော့ဘူး သက်90ကျော်80နာတီတီဝေးနေပြီဆိုတော့အိမ်မှာပဲငုတ်တုတ်ရှိရပြီကျမတို့ကလည်းအမေအိမ်ရဲ့လို့ရောက်လာခြင်းစမ်းလာတော့လဲစိတ်သွားတိုင်းကိုမပါစိတ်ရောက်တိုင်းခန္ဓာမလိုက်နိုင်ကျမတို့ကလည်းအားပါမှသမီးရလည်းကြောင်းပိတ်ပါမှအမေအိမ်ခက်ကြဲရောက်ရသည်အမေကမြေးတယုံယုံနဲ့နေနေကြဆိုတော့အမေဝိုင်းထဲမှာအကိုကြီးကမွေးတော့မြီးတော့ မောင်လက်ကမွေးသောမြီး၂ယောက်မောင်ငယ်ကမွေးသောမြီး၃ယောက်တို့မှာဟွာအေနှင့်အနေနီးကြသည်မြီးတွေအားလုံးလူလူကိုကိုယ်တိုင်ကြော်လော်ကြွေးသည်တလုတ်တဆုပ်တစ်ဖက်တကြွေစီဆိုပေသည့်ကိုယ်တိုင်ဝေပေးသည်အဖေရှိတုန်းကဆိုရင်အမေကိုကြည့်ပြီးတဖွာဖွာပြောနေတတ်သည်ဘယ်နဲ့မြီးတွေစုစုပြီးဒုက္ခရှာနေပါလိမ့်ဗျာဖျားရဲ့ကြောင်းရဲ့ဥပုပ်ရဲ့တည်င်းရဲ့စိတ်မရောက်ဘူး သူ့မိသူ့ဖရှိရနဲ့အရင်ထံအဖျားထံအဖေကလည်းမိတွေကိုချစ်ချာသူဖြစ်ပါသည် သို့တော်အမေကပိုလွန်းသည်ဟုပြောကြင်တာဖြစ်၏အမေကလည်းမိဒုက္ခအင်မတန်ခံရှာသည်မနေ့9နာရီထထမင်းအိုးတဲသွန်းတစ်စလုံးသာခူးပြီးသည်နှင့်မိတွေကိုညကကြံသည်ခင်းရှိရင်ရှိ မရှိရင်ပဲပြုတ်နှစ်လောက မနက်စာကြွေးလေရှိသည် မြည်တွေចောင်းတော့မှအမေခဏနားရသည်ចောင်းပိတ်ရဆိုလျင်တော့မြည်တွေပွက်ပွက်ရိုက်တော့သည်မဲကြီးနားအောင်တာဝကတွေအတွက်အောင်းမွေထောင်းចောင်းကပြန်လာကြတော့မှာဗျနော်ဖေကရွက်ပြောလျင်အမေကဒီဖေကဥတလုံးအိတ်လို့ပြောတတ်သည်အဖေပြောတော့လဲပြောเสียရပဲမြည်တွေကိုရေချိုးပေးသည် မိဘများကလာစုပုံပေးထားသောအင်ကြီးဝတ်စားတွေကိုရွေးချယ်ဝတ်ပေးသည် လမ်းမုတ်အိမ်မုတ်ကျွေးသည်ဝတ်ဟောင်းတွေများလာတော့အိုကြီးအိုမနှင့်ကိုတိုင်လျှော်ဖုတ်သည်အမီး၅နှစ်ပြည့်သည့်နေ့ကဖျားကြီးသွားဖူးပြီးအမေအိမ်ကိုဝင်ကြော့စေသည့်အခါ အမေကစုပေးနေခြင်းဖြစ်၏ငါမီးနဲ့ကအနေစိမ့်တော့ငါ့ကိုမခင်ရှာဘူးအေးညီတို့နှစ်ယောက်စလုံးမအားမန်းသီလို့ထိမ့်ပေးခြင်းစမ်းလာ၏ ငါမီးကငါစီနေကျင်တဲ့ပုံမပေါ်ဘူးမီးရှိရောက်ကင်တွယ်လာခဲ့ပြီးမှ မီးထွေးကိုမထင်းရလေခြင်းရဲ့လို့တပြစ်တောက်တောက်ပြောနေခြင်းဖြစ်သည် အဖေရှိလျင်ဘာပြောအုံးမည်မသိအဖေဆုံးနာ15နှစ်ရှိခဲ့ပြီ အဖေဝေယဝိဆတွေပြီးပြန်လို့မီးတွေဝေယဝိဆပုံများလာသလားတော့မသိမီးတွေကခွားအိတ်ကြီးနဲ့သာအိတ်ကြတော့သည်မိဘတွေပြောလို့မပြီးတာကိုခွားအိတ်ကြီးပြောမှပြီးကြသည် မိဘတွေကကိုသားသမီးကိုအိမ်ပြန်ခေါ်ခြင်းတော့လဲအမေမျက်နှာညိုပြန်တော့ထားခဲ့ကြရပြန်သည်တခါတလေတော့မိတွေပလုံစီထိုးနေတာကိုခေါင်းနောက်ပုံရပါ၏ငါမလဲရားနာပေါ်ခုနာပေါက်ပါ၏ဝိုင်းတိုက်တဲ့မွေတွေလွတ်ထားတဲ့အတိုင်းပဲကျွဲနွားတင်းပြက်အထင်းခက်မင်းတို့ကလေးတွေပြန်ခေါ်ကြမိုးလင်းလို့ပဒီမဆက်ရဘူးမဟုတ်ပါဘယ်သားသမီးကမှလည်းပြန်ခေါ်လို့မရပါ မြည်တကြိမ်နှစ်ယောက်ရော့လျင်ပန်းညိုမျိုးချိုးလီပွားလီအမေကိုကြည့်ရင်ကျမငယ်ငယ်ကရွာမှာအမေကြီးနဲ့နေခဲ့ရတာကိုသတိရသည်အဖေကလေထွက်အမေက12ပွဲဈေးရောက်ဆိုတော့တယောက်ထဲပါတော့မိန်ကလေးမို့ထင်ပါရဲ့ကျမကိုရွာပို့ထားပါသည်ကျမကိုနှစ်နှစ်သမီးလောက်ကလေးကပို့ထားခဲ့ခြင်းဖြစ်ပါ၏ကြာတော့အမေကြီးကိုပင် အမေထင်ခဲ့မိသည်အမေကြီးကအိယာကနိုးသည်နှင့်အပေါ်သွားခိုင်း လက်ဆေးပြီးမိသွေးမှုန့်နှင့်စာရောထားသောသွားတိုက်စင်းနှင့်သွားတိုက်ခိုင်းသည်ပြီးလျင်တနခါမှုန့်နေအောင်လဲရသည်အုံးစီကလေးပုတ်ပေးပြီးကြက်တောင်စီလေးမြောက်နေအောင်စီးပေးသည်ညနာတိတိခါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိလို့ညွတ်ရင်တစ်ပေးသည်တနခါလိမ့်တော့လဲညွတ်သည်အုံးစီလိမ့်တော့လဲညွတ်သည်ဒီအကျင့်ကအခု ကျမသမီးကိုမျက်နှာသစ်ပေးသည်ရှိပါပါလာခဲ့ပြီကျမကမေးလျော့နေရင်ပင်သမီးကမမေဖះစာဆုံးလေတဲ့မိန်ကလေးဆိုတာမနဲ့မိုးလင်းရင်မျက်နှာစင်စင်သစ်အနခါကလေးတင်းသပင်ဖြီးရတယ်သမင်းစားတော့သမင်းလုံးမဖက်ရဘူးမဆဲရဘူးလက်ထောက်ပြီးမမှန်ရဘူးစသည်ဖြင့်ဘူးပေါင်းများစွာကို သွန်သင်နေတတ်သည်။ဆောင်ရံတွေရှောင်ရံတွေကများလွန်းလို့မနှမ့်မှတ်ရ၏။ရွာထဲကလူမမအိမ်၊အလူအိမ်၊စွန်ကြွေးအိမ်၊ဆန်ဖွတ်အိမ်၊မောင်းထောင်းအိမ်၊အိမ်တကာအနှက်တောင်ဝေးတစ်ချောင်းလိုပါခဲ့ရသည်။ဝဲကြိုက်သည့်အမေကြီးနှင့်အရှိကြီးတော်ကအမျိုးတွေရှိရာရွာတွေမှာဝဲလိုက်ကြည့်ရတာကလည်းမင်းနိုင်စရာမရှိ။အမေကြီးကလှဲစည်းခဲ့သည်လဲကြုံတာတောင်းတွားရော့ဟဲ့ငါလမ်းလျှောက်ချင်လို့ ဆိုပြီးလှမ်းနှုတ်လေရှိသည်ကျမကခြေချင်းမလိုက်နိုင်တော့လှဲစည်းခြင်းသည်ဒီလိုဆိုတော့လေလှဲပေါ်တင်ပေးလိုက်တတ်သည်ဟဲငါမီးခေါ်သွားစမ်းဟိုရောက်ရင်လှခင်တော့အိမ်ပို့ထားလိုက်မင်းလက်နဲ့လက်ရောက်အပ်ခင်တော့လေသမားကတင်လဲတင်ခဲ့ရအပ်လဲလိုက်အပ်ရမေကြီးကိုကျမအမှတ်ရဆုံးမှာပိတ်ဆက်ကလေးတွေညှက်ခါအဝိစအယုတ်ကလေးတွေချုပ်ပေးခြင်းဖြစ်ပါသည်မေကြီးကအယုတ်မလို့ခေါ်တတ်သည် နာမည်တွေလည်းပေးထားပါ၏ဒါကမျိုးပြဒါကနီဝါဒါကမဲညိုရှားလို့နားလို့ကလည်းဆရာဝန်ရဲ့ဆေးဝါးရဲ့ရှိတာမဟုတ်တော့အမေကြီးပင်ဆရာဝန်ဖြစ်၏ဒီမငယ်ဘွားတစ်လျှောက်လုံးအိမ်တကအိမ်ကဆေးဘက်ဝင်တိရွတ်တိခက်တိမြင့်တိခောက်နဲ့ကျမ်းမာခဲ့ရ၏ကြောက်ပြင်းပက်လက်လှန်ကအိမ်မှာရှိသမျှဆေးမြစ်တွေသွေးကအမေကြီးတိုက်သမျှတောက်ခဲ့ရလို့များ ကျမဝနေတာလားမသိသမီးတို့ခင်မှာတော့ကလေးဆေးတွေညားလာသည်ဒါပေါ် projects piriton biojessic 5cc 6နှစ်ချဆိုတာတွေဖြစ်နေပါပြီဒီနှစ်ဖျားပွဲရောက်မှမမိဂျိုးရုပ်ဝယ်ပေးရမယ်ကျမတို့ငငယ်ကဘယ်တော့ရောက်မည်မှန်းမသိရတော့ဖျားပွဲကဂျိုးရုပ်မျောရင်းတစ်နှစ်တစ်နှစ်ကြီးခဲ့ရသည် ်မေကြီးခွန်းခဲ့သောတနခါနှစ်ကွန်းဖတ်ဒေဇေးသွေးစေးတွေကိုလည်းသတိရပါ၏ညာတိုင်းလျင် မေကြီးကပုံရင်တွေပြောပြသည်ဖျားစာတွေရွတ်ပြသည်ဆုံးမစာတံပေါက်ကလေးတွေတင်ပေးသည်စကားကိုစကားကားအခိုင်းအတိုင်းတွေကိုလည်းအကြားနာခဲ့ရပါ၏ပက်ပက်လေပြက်အတိုက်ခဲတဲ့လေပြက်လေယုံများရက်တိုက်လို့လည်းမပြေးပါဘူးအေးရေပက်ခွက်နဲ့ခတ်နေရတာနဲ့ပြီးတာ ဒါကတော့အေးပွဲမင်းလဲငွေမှစေသမားလဲသားတည်ဘေးဒင်သမားလဲနွားပြောက်ထွင်းဆောက်သမားလဲဆွေဆောင်ဆောင်းသမားလဲတေးမပီးအကြီးသမားလဲဟန်မကြဖြစ်ရပုံများညီတို့ကမပိမျက်နှာလောက်တာကိုအေးချွေရေးပကံပေါ်ရောက်တာပေါ့အမေကြီးနဲ့အတူနေရတော့လူကြီးစကားဝိုင်းမှာလဲပါခဲ့ရသည် အိတ်ချင်တော့လဲစကားဝိုင်းပေးမှာပဲအိတ်ပြော်ခဲ့ရသည်အိယာကနိုးတော့တော့တီစားလေးစားလိုက်ဖန်ခုံလိုက်ကြက်ခွတ်လိုက်မြင်နာကန္နာကဘာကြီးဘာထွေးတို့လေကြီးတွေစီသွားလဲလိုက်အမေကြီးရင်ငွေထဲမှာကျမတို့ကြီးခဲ့ရသည်ကျမတို့ငငယ်ကအမေအမေနဲ့နေခွင့်ရခဲ့သည်အမီးလက်မှာတော့အမေအမေနဲ့နေခွင့်မရတော့ဘူးဘိုးဘွားရင်ငွေမလုံရတော့ဘူးဘိုးစကားဘွားစကား ကြားခွင့်မသာတော့ဘူး။ဘိုးရိပ်ဘွားရိပ်မှာမအိတ်နိုင်ကြဘူး။ကျမတို့အမေအိမ်ပြန်တော့အမေကကားနားရောက်လာကသူ့မိကိုမှာသည်။အမေကြီးအိမ်ကိုခဏခဏလာခဲ့တော့ငါမိတွေးကလေး။သမီးကကောင်းကြီးပြလေသည်။ပြောတာပြောရတာပါလေ။သမီးခမဖွားရည်ကြီးစီမရောက်တာကြပြန်ပါပြီ။ခင်ခင်သူ မျက်ရည်ကြခြင်းအမှုပညာအရင်ကตาစီကိုကျမမရောက်ဘူးပါညာတော့အဖြစ်မြည့်ရထားတစင်းပေါ်မှလှမ်းမြင်ရတော့ตาစီကိုသာငေးခဲ့ရတာများပါသည်မိအောင်ဝါတထိန်ထိန်နှစ်ตาစီရန်ကုန်မင်းလေးမြည့်ရထားကိုညနေပိုင်းနေမှာစီးနေကြကျမဖို့ရာตาစီရောက်တော့မိုးချုပ်ပြီမန္တလေးပြန်ဆိုရင်တော့မြောင်ကြီးအောက်ကตาစီကိုမြင်ရတတ်ပါ၏အဝေးကငေးခဲ့ရတော့ตาစီကို စာပေဟောပြောပွဲအကြောင်းပြု၍တခါတော့ဖြင့်ဆိုက်ဆိုင်မြဲမြဲရောက်ရပါသည်။တပြေးဝါးမှဝင်လာသည့်ကားကလေကွင်းသည်ဖျားစေသည်သည်လမ်းကျေးရွာတွေကိုဖြတ်ခဲ့ပြီးတာစီကိုရောက်သည်။တာစီဆိုသည့်အတိုင်းတာယာစီပင်သောမြို့ကလေးဖြစ်ခံစားရပါပြီ။မြို့တွင်းကိုဝင်တော့တန်ရှင်းချင်းနဲ့အေဂျင့်ချင်းကိုထိတွေ့ရသည်။တာစီကိုပထမဆုံးရောက်ရပေသည့်ဆိုရင်မြို့မျိုးမျိုးလိုခင်မင်ခဲ့ရသည်။ သဘောမနောကောင်းကြသူတွေလိုက်လဲခင်မင်ရှိကြသူတွေကသူတို့မြုပ်ကလေးလိုစိတ်နှလုံးလှကြသည်။ဒါစီဆိုသည့်အတန်ကြားလျင်ကျမပထမဆုံးသတိရတာကဒါစီမြုပ်ကုံဆောင်မင်းသမီးကြီးဒါစီခိုင်ကိုဖြစ်သည်။မင်းသမီးကြီးကကျမကိုမသိနိုင်မှကျမကတော့သိလိုက်တာမှငယ်ဘဝတလျှောက်လုံးကျမတို့ရွာတွေမှာဖုန်ကြီးပြန်ပွဲတဲ့ဟိဆိုလိုက်လေတာစီခိုင်းမှာပါလို့မှမဖြစ်တာ ဘုံကြီးပြန်ပွဲတွေတချိန်ချင်းကျင်းပနိုင်သည့်ခေတ်ကာလတွေကိုဘုံကြီးသေးလို့ရွာကြေကာမှသာကြေကြော့အစင်လာပြက်မခံအထူးသဖြင့်တနေ့လုံးကကိုကိုွယ်ရတော့ဆရာတော်ဖျားကြီးများဘဝနဲ့ထံပြန်လွန်တော်မူကြသည့်ဇာပနသဘင်တွေမှာပိုပြီးစီစီကားကားရှိလာသည်တလားကြီးတလားငယ်ဆင်ရှင်လောင်တိုက်တိုင်းပြတ်သက်တေးချောင်းမန်တဲ့အဲ့မန်တဲ့များကွင်းပြေထိုးပြီးကျင်းပကြသည့် ကုသိုလ်ပွဲဆိုတော့ရရွာကမနေသာကြပြီဆရာတော်ဖះအများကြီးသီလဂုံတမာတိဂုံပညာဂုံကိုနောက်ဆုံးပူဇော်ရတာဆိုတော့ဂုံကမဂုံရော့ခန်းကမခန်းရော့ဆိုသည့်စိတ်သာရှိကြပါ၏ဆရာတော်ဖះကြီးပြန်လုံတော်မူရှာတဲ့ဆိုသည့်တရင်ကြားပြီဆိုကြဲကမျက်ရည်မစဲနိုင်ရရွာဦးရွာဖះចောင်းဦးចောင်းဖះမှာဆရာတော်ကြီးတတ်တော်ထင်ရှားရှိစဉ်ခါကအရေးကြီး ခက်မိုးထားသလိုစိတ်လုံးကြုံမှုရှိခဲ့ကြတော့လဲဆရာတော်ပြန်တော်မူပြီဆိုသည်နှင့်အားကိုးရမဲ့သလိုခံစားကြရသည်အရေးကောင်းမဲ့သလိုပူဆွေးကြရသည်ကြောင်းကြီးအိုအိုမှာပြတ်သက်ကြီးပြိုသလိုဖြစ်ရပြီအနေဆာကမထန်းစင်မြန်းပါတဲ့ဆရာတော်တကားတကမတွေတပည့်ပေါင်းအလောင်းမြတ်ဘူးသော ထုဖုံမပြောပါတဲ့နန်းနန်းဟာလောင်းတော်ကိုပြင်းလောင်းစင်၍မဟာသဘင်ဖွဲဆောင်ခင်းနေရှင်တင်းပြန့်စခန်းသာဓုကိတ္တနာသာဒံတဲเจ้าမန္တတိုင်းမှာနမေကျော်အေးရင်ကျူးမင်းသမီးတွေငှားကြရသည် တရားရဲចောင်းတကြောင်းတာဝန်ယူရတာဆိုတော့ကို့ရွာကို့တဲချောင်းကตาပါမှမျက်နာရသည်မင်းသမီးကောင်းအဆိုးကောင်းအငိုးကောင်းကိုအပြေးလွှားစီရင်တတ်ကြရသည်ตาစီခိုင်ကတော့မလွဲနိုင်ခုံကြီးပြန်တိုင်းလိုလိုကမပါမဖြစ်ငားကြရသည်မင်းသမီးကြီးမဟုတ်လားตาစီခိုင်ပါမှပွဲစီသည်အခုတ်ကူရေစကြိုးမင်းသမီးတွေလည်းကောင်းကြပါ၏ကြပ်ပန်းဘက်ကမင်းသမီးတွေလည်းတော်ကြပါ၏ မြင်းချံတောင်သာဘက်ကမင်းသမီးတွေလည်းပညာကြီးကြပါ ਈ လဲသူတွေဘလောက်ကောင်းကောင်းသားစီခိုင်ကတော့ပါမှအထမြောက်တယ်လို့ရှိကြပါသည်ပါလဲပါတာပါပဲသားစီခိုင်မန်တပ်မှာလူစီတဲ့ဆိုရင်ငားရသည်ရွာကမျက်နာပွင့်လန်းရတော့သည်ငိုတော့လဲကောင်းဆိုတော့လဲကောင်းစကားကလည်းကြွယ်လိုက်တာမှသားစီခိုင်ကိုမိမရွှေမန်းတင်မောင်ဟဲ့လို့တောင်းဆိုတဲ့သူကဆိုကြတာမဟုတ်လား ျမတို့ကမြင်းချန်နေရတွေကဆိုတော့အမကြီးကိုငငယ်တည်းကယဉ်နှီးနေပြီကျမတို့ငငယ်ဖုန်ကြီးပြန်ပွဲဆိုရင်တဲချောင်းတကာရောက်တာပဲမနက်ကအဲ့ခန့်နဲ့ဖြောရည်လေးတောက်လိုက်ဂျင်းတုပ်တွေပလုတ်ပလောက်စားလိုက်မင်းသမီးတွေအေးရင်ကျူတာကြိလိုက်နဲ့ပျော်ခဲ့ရတာကိုမမေ့ဘူးတမန်တက်လုံးကငိုတော့ကျမတို့ကလည်းလူကြီးတွေနဲ့ရုံးငိုခဲ့ကြတာပဲမင်းသမီးကြီးတာစီခိုင်ကိုပထမတစ်ခေါက်စပေးဟောပြောပွဲကအပြန်ဝင်တွေ့နှုတ်ဆက်ရင်းကျမမိတ်ဆက်ခဲ့သည် ကျမကအရွယ်အရတော်တော်ကြီးကြီးလောက်ရှာရောက်မယ်မှန်းထားတော်လဲအရွယ်ကောင်းသေးသည်။သားရေဆိုးဆိုးပြေးပြေးရုပ်ချော့အတန်ကောင်းမင်းသမီးကြီးကို တွေ့လိုက်ရတော့ဟိုးတော့ကခုံကြီးပြန်ပွဲတွေမှာဆင်အောက်ကထိုင်နေခဲ့ရသည့်မင်းသမီးကြီးပါလားဆိုသည့်ခံစားမှုကိုရနိုင်ခဲ့ပါ၏။အမကြီးသားစီခိုင်ကလည်းကျမကိုတည်တဲ့ဘလူများတည်တာပါလေ။ဆီယာမဝိတုတပုတ်ထဲမှာခုံကြီးက ကျမ်းပေါက်ကြုံကြတော့မနစ်ကြဆရာမကိုမိတ်နေဆိုတာလေဆရာမရဲ့ကျောင်းဆရာမနဲ့လူကိုတာစီခိုင်းစော်နန်သွားတာပဲဆိုတော့ကျမဖတ်တယ်ကျမမလဲပဲကုသိုလ်ရဲ့မသိပါဘူးသမင်းတလုံးငိုယိုစားနေရတယ်လို့ပဲကျမကကျမရေးချင်သည့်မင်းသမီးကြီးတွေထဲမှာအမကြီးတာစီခိုင်းပါမှဖြစ်မှာကျမကိုအမဘဝအတွေ့အကြုံတွေပြောပြပါအောင်လို့ခွင့်တောင်းတော့လက်ခံသည် ဒီလိုနဲ့ဒါစီကိုကျွန်မနောက်တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့သည်မင်းသမီးကြီးကိုအင်တာဗျူးလုပ်ရန်တက်တက်သွားခြင်းဖြစ်ပါ၏ဒါစီရောက်ရင်ကူညီနေကြအောင်ဒုက္ခမိသားစုများဖြစ်ကြသောမမရတန်တာနှင့်ကိုမျိုးတို့မောင်နှမစီအရင်ဝင်သည်ပြီးမှမင်းသမီးကြီးဒါစီခိုင်အိမ်ကိုသွားကြသည်ကျွန်မတို့ရောက်တော့မင်းသမီးကြီးကအိမ်မှာမရှိဒါစီမျိုးနှင့်မဝေးလာတော့ရွာမှဇေဒီတော်ထီတော်တင်ပွဲကိုသွားတဲ့ကျွန်မတို့ဆက်လိုက်ရသည်တွေ့ပါသည် ွင့်မြင်ကမနဲ့ကြီးထဲမှာသမီးကလေးကကလို့မအေးကဆိုလို့တချို့ပွဲတွေမှာသားကအော်ဂင်တီးတဲ့အမှုပညာနဲ့မွေးလျော်ကြသည့်မိသားစုကိုမြင်ရတော့ကျမဝန်းတာသည်မင်းသမီးကြီးတာစီခိုင်ကတာစီသူဖခင်ကဟန်စားအရှိဘက်ကတာဂရတာဒေါ်တာစီခိုင်ကတာဂရမြောက်ရွာမှာကြီးခဲ့ရသည်ငယ်ငယ်ကလေးကအမှုပညာပို့ပါခဲ့သည် အိယာဝင်ပုံမြင်တွေက ဖခင်ကြီးစုံငိုပြတော့ဒေသချင်းတွေဇက်စာတွေဖြစ်ခဲ့သည်အမေကအကုံဆုံးဆိုင်ကိုစားတော့ဝယ်ခိုင်းတော့ဗီဒီယိုရှိတဲ့ဆိုင်ကိုမှသွားဝယ်တဲ့ဗီဒီယိုကလာသည့်တချင်းတွေကိုအားရပါးရနားထောင်ပြီးမှ ပြန်တော့မအေးကကြားရပါမလားဆိုပြီးစိတ်ရိုက်တဲ့ရွာမှာအတန်ချဲဆက်ဖွင့်တန်ကြားရင်ဘလို့ဝင်းတာမှန်းမသိပါဘူးဆရာမရဲ့လို့ပြောပြသည်အတန်ချဲဆက်ဟုန်းကြီးတပင်မော်တင်ပြီဆိုရင် အောက်ကမကြားမှာဆိုလို့ခွန်းချိတ်ထားတဲ့တစ်ပင်နဲ့တဲတဲကတစ်ပင်ပေါ်တော်တက်တာပဲပြပြဝါဝါကြားကြင်လို့လေကျမတို့ခေတ်ကဇက်ထုပ်တွေဓာတ်ပြားပြဇက်တွေကြီးလုံးကအစအကုန်လွတ်ရတယ်ဓာတ်ဆက်ဖြုတ်ပြီးများပြန်ကြပြီဆိုရင်ညင်ထဲမှာဟာကြံရစ်ခဲ့တာပဲလုံးလိုက်တာဘလို့လုံးမမသိဘူးအမှုပညာပါမီကြီးသူတို့ရွှဲလန်းမှုကိုကျမနားလည်နိုင်ပါသည် အဖေဇမင်းသားကြီးကလည်းသူခင်နဲ့သူ့အခါထင်ပေါ်သလောက်ကြောကြားခဲ့သူကိုပိုင်ဇက်ထောင်ခဲ့သူဒီဖေကပဲတချင်းနေတင်ပေးသည်ဇက်စာတွေတင်ပေးသည်တရားဓမ္မဖွဲ့သောတချင်းတွေကိုငယ်စဉ်ကပင် ဖခင်ထံမှအကြားနာခဲ့သည်ဖေဆိုခဲ့သည့်တချင်းတွေကိုအေးအင်ကျူအနာတတ်သည့်အခါပြန်ဆိုခဲ့သည်ဖခင်ကွယ်လွန်သောမိခင်နှင့်အတူအောင်နမတရွေရုံးခဲ့ကံခဲ့ရပုံဒီကိုမကွယ်မခွက်ပြောပြသည် ဆင်းရဲခြင်းကိုကြုံတွေ့ခဲ့ရတော့ငါဆင်းရဲလို့တော့မဖြစ်ဘူးဆင်းရဲရင်လူအောက်တော်ကြတာကိုဆိုသည်စိတ်နှင့်စူးစားခဲ့ကြောင်းကိုလူလူတတ်တာပြောပြသည်ဆင်းရဲလို့တော့မဖြစ်ဘူးမထူဘူးမင်းမီးလို့ရင်ပတ်ဆံရမှာပဲအเจ้าမနေရရင်လည်းနေပါစေတော့အဆိုတော်ကြီးမလို့ရရင်လည်းနေပါစေတော့လာခေါ်တဲ့ဇက်နဲ့လိုက်တော်မယ်အငိမ့်ကခေါ်ရင်လည်းအငိမ့်နောက်လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီတော့ကကျမခုနှစ်တန်းရောက်နေပြီ เจ้าอ่ะตื่นနေခြင်းခဲ့တာဆရာမရဲ့ခဏတန်းဆိုတော့12နှစ်73နှစ်ရွယ်ပေါ့တခါတော့မိထီလာမှာမင်းသမီးကြီးရောရွှေလိပ်ပြာနဲ့ဆုံးသည်မင်းသားကြီးအောင်မောင်းကြည်ရဲ့သမီးနောက်ပိုင်းကနိုင်တယ်ဆိုတော့ရောရွှေလိပ်ပြာကအမိမဲ့သားကလေးချင်းပြူကနီးမှာငိုတဲ့ငိုချင်းတပုတ်ဆိုပြဆိုင်အေးလို့ခိုင်းတော့ညီအတော်ငိုတတ်တာပဲအေးညီမမီနဲ့လိုက်ခဲ့ပါလားလို့ချီးမွမ်းသည် ကျမအင်တာဗျူးမှာပင်ဒေါက်တာစီခိုင်ကအေးအင်ကျူးခွင်တွေအကြောင်းဆိုးပြငိုပြနေတာကိုကတေးဥပါလိုက်တာကျမတို့ပင်မျောပါနေရသည်စကားကြွယ်သည်အတန်ကစားတတ်သည်နှုတ်သွဲရှာသွဲရုံမက စာတွေကလည်းရလိုက်တာဖြောင်းဖြောင်းပြေးလို့ဒေါက်တာစီခိုင်၏အမှုပညာနှင့်ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေကို ကျမစားတဆောင်ပေးတစ်ဖက်မှတ်တမ်းတင်ခြင်းလို့တော်တော်များများမေးပြခဲ့သည်ကျမကတော့ တအားတင့်တယ်တဲ့ဘုံကြီးပြန်ပွဲတွေကြတော့လဲအဆောင်ရောင်တွေနဲ့တင့်တယ်လိုက်တာဂုံဘုတ်တွေနဲ့တန်အောင်တအားကြိုးစားမှတအားပူဆောင်မှဟဲ့ပင်ပင်ပန်းပန်းအယိုးကြည်ကြည်ရေဆုပ်ဆုပ်ပေါ့ငါတအားလုံးပဲပေါ့နုံပါတဲ့ဆင်းရဲတဲ့ဘုံကြီးပြန်လဲဩဆင်းရဲတဲ့ကြားကသားစီခိုင်ကိုပါခြင်းလုံးငားကြတာအမလေးငါတအားငိုမှတအားလုံးမှလို့စဉ်းစားတာဘယ်လိုဘုံကြီးပြန်ပွဲဖြစ်ဖြစ် ကျမကတော့ခြေကုံလွတ်တာပဲတပင်နုပညာရှင်တွေဆိုတော့နေမျိုးမျိုးရွာမျိုးမျိုးလူမျိုးမျိုးတွေ့ရသည်တချို့ပွဲတွေမှာတိခန့်ရသည် ကိုယ့်ဘက်ကပြက်ကွက်တာများရှိရင်မျက်နှာငယ်ရသည်ရွာကသားစီကန်ကတဲ့ပွဲမကြိုက်ဘူးလို့မြန်ကြားရရင်အဲ့ဒီရွာကထမင်းကိုမစိုးထားနဲ့ရေပင်တောက်လို့မျိုးမကြကြင်ဘူးကိုယ့်ဘက်ကလင်းဟင်းနဲ့ထင်းလို့ပါလို့ဆိုရှာသည် ကျွန်မကိုစိုးပြငိုးပြရွတ်ပြသည်စာတွေတချင်းတွေမနှဲပါစာတွေနိုင်သလောက်တရားတန်ဝေကတချင်းတွေကလည်းကောင်းလှပါ၏ကျွန်မကတရားတော်အစီနှစ်တွေမပြောနဲ့ညိုလေးကမန်းတဲ့ရက်မှားတဲ့ကုသိုလ်ဆိုတဲ့ကြားနေကြတချင်းကိုတောင်းပရိသတ်မငုံငုံအောင်ပြောတာငုံငုံအောင်ဆိုတာဆရာမရဲ့ เจ้าကြီးโอဆိုတော့ရှင်ဖះပြုစုပြောထောင်ခဲ့တဲ့เจ้าကြီးလေးဖះเจ้าတော်ကြီးကသခင်ပြန်မလာတော့ဘူးဆိုပြီးငိုနေပါရောလားဖះเจ้าကြီးလို့တက်မဲ့တောင်ငိုနေမှတော့ဆရာတော်ကျေးဇူးတော်တွေနဲ့မကင်းကြသူများစိုးပွဲရာမရှိတော့ပါဖះตาစီခိုင်ကတော့ဆရာတော်ကြီးရေကြွပါတော့เจ้าကြီးရှေးလာပေါ့เจ้าကြီးမျောလာပေါ့ လေရန်ငယ်ပြိုးရှင်လူပြိုးငယ်ကလေးကအဲ့လိုတချင်းဆိုရင်းနဲ့ကြောင်းဆိုတော့ကြောင်းကကြံခဲ့တဲ့ဥပစင်းတွေနမဲထဲ့ရုပ်ပေါ်ဆရာမရဲ့ရှင်လူပြိုးငယ်ကလေးကဥပညာသာမီတို့ဥဒေဇနီယာတို့ဥအားယမတို့ဖျားကြောင်းကြီးရှင်ကိုမျှောကြပြီပေါ့ဖျားပြီးမှကြောင်းအိုးလို့ရွှဲတပည့်တော်မတို့မှာတော့အကြမြင့်ရေးမစဲဆိုတာမျိုး ဖက်ဖက်နဲ့နဲ့ငိုတော့မှယောကရုံငနေတီးလိုက်ရင်တမန်သက်လုံးငိုသူမရှိဘူးဟုတ်ပါရဲ့ကျမတို့ရွာလေးမှာမင်းသမီးကြီးတာစီခိုင်အေးရင်ကျမဖြစ်ငိုလိုက်ရသူမရှိကောင်းလိုက်တဲ့မိမအေးမင်းသမီးဆိုဒါမျိုးမှတို့ကကြိုက်တာဖြစ်ကြရသည်သားစီခိုင်အေးရင်ကျူငုတ်တုတ်ထိုင်းကြည့်ပြီးလုံးမကြံသူမရှိကျမတို့လည်းငိုခဲရတာပါပဲလေ ကျမတို့ပြန်တော့မင်းသမီးကြီးကချမ်းပြည်နယ်အတွက်လက်ဆောင်တွေပေးလိုက်သေးသည်မနေ့တနေ့ကပဲချမ်းပြည်တောင်ပိုင်းနယ်မှာအေးရင်ကျူးပြီးပြန်ခဲ့တာလို့ဆိုပါ၏ကျမတို့ငငယ်ကလေးတွေကအေးရင်ကျူးတွေကခဲ့တော့တာစီခိုင်းယနေ့ထိလဲအေးရင်ကျူးနေစေကျမမလဲဘလို့ကုသိုလ်ရေမသိပါဘူးထမင်းတလုံးငိုယိုစားနေရတယ်လို့ပဲဆိုသည့်မင်းသမီးကြီးဤစကားကိုကျမစဉ်းစားကြည့်မိပါ၏ ခဲ့တော့မြေကြီးကြအောင်မြို့ယူနိုင်စွမ်းရှိသည်လဲအမှုပညာပဲမဟုတ်လားဆွေစုံရမင်းသမီးကြီးဒေါ်သားစီခိုင်နှင့်ကျမထပ်တွေ့ရပါဦးမည်စူခိုင်ငိုခိုင်ကျင်ပါသေးသည်သားစီကိုတစ်ခေါက်ရောက်ချင်ပါသေးသည်ခင်ခင်သူစာရေးဆရာမခင်ခင်သူရဲ့မြီးထွေးနဲ့ မြင့်ရေးကြခြင်းအမှုပညာဆိုတဲ့ဝိထုတို့လေးနှစ်ပုဒ်ကိုခံစားနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်